48ခြင်းမြောင်ရှေ့တောင်အာရှနိုင်ငံများတင်အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုလက်ချံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကမြို့တော်ကွာလာလံပူမှာအော်တိုဘန်လ26ရက်နေ့ကနေ28ရက်နေ့ထိအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ခုနှစ်အာဆီယံထိပ်သီးအစည်းအဝေးရဲ့ထူးခြားချက်တွေကတော့နံပါတ်1ထိုင်းကမ္ဘောဒီးယားညဉ့်ညင်းစာချုပ်လက်မှတ်ရေးထိုးနိုင်မှု2အာဆီယံရဲ့စစ်တပ်နိုင်ငံမြောက်ဖွဲ့ဝင်သစ်ဖြစ် အရှေ့ဒီမိုနိုင်ငံကိုတည်ဝင်လက်ခံခဲ့မှု3 3ပြီးခဲ့တဲ့9နှစ်တွင်ကောင်းတဲ့ဖော်နိုင်စွမ်းမရှိတဲ့မြမရေဖြစ်ရှင်းနိုင်ရေချမှတ်ထားတဲ့ဘုံသဘောတူညီချက်9ရက်ကိုအာဆီယံကောင်းဆောင်တွင် ပြန်လည်သုံးသပ်ဆုံးဖြတ်ချက်ချခဲ့မှုလို့ဖြစ်ပါတယ်အာဆီယံစည်းဝေးကိုထိုင်းကမ္ဘောဒီးယားညီညီစာချုပ်လက်မှတ်ရေးထိုးပွဲ ခန်းနာနဲ့ဖွင့်လှစ်နိုင်ခဲ့မှုကလေချောင်းကထမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နွာအီဘရာဟင်ရဲ့ဒေတာရင်းညီညီမှာ အာဆီယံသင်းကြီးကိုဥဆောင်ပေးနိုင်ခဲ့မှုပြရုပ်ဖြင့်သမိုင်းမတန်းတင်နိုင်ခဲ့ပါလေတကယ်တော့လက်ချဥက္ကဋ္ဌအနေနဲ့တာဝန်ယူထားစဉ်ကာလမှာအဖွဲ့ဝင်တွေဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနဲ့နိုင်ငံခြားမထင်မှတ်ထားတဲ့နေဆယ်ရေးရုတ်တရက်မြင်းပွားတင်းမာမှုတွေကနေစီရေးပဋိပက္ခတီဖြစ်ပွားခဲ့မှုက အန်ဝါဣဘရာဟင်ရဲ့ဥဆောင်မှုပေါ်စိန်ခေါ်ခံရတာဖြစ်ပြီးအင်အားကြီးမှမိတ်မေဂန်တမရရဲ့အကူအညီကိုရယူနိုင်ခဲ့မှုနဲ့လင်မြန်မဲဂျာဝင်စစ်ဆက်ညှိနှိုင်းနိုင်ခဲ့မှုတို့က ဖွဲ့ကြီးရဲ့ဒေတာရင်းငြိမ်းချမ်းရေးထိန်းသိမ်းနိုင်စွမ်းကိုထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ထိုင်းကမ္ဘောဒီးယားစစ်ရေးပဋိပက္ခပြည်ရင်းနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ထီကြိုးပမ်းနိုင်ခဲ့မှုအမေရိကန်သမ္မတကိုငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဝယ်တရားဖို့ဆွေးဆောင်နိုင်ခဲ့မှုတွေနဲ့တူ၎င်းရဲ့ဥဆောင်မှုအောက်မှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးကဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အတွက်ထက်တိုးဂုဏ်ယူစရာဖြစ်စေခဲ့ပြီး မေဂန်ဟာအာဆန်ဒေတာရင်းငင်းငင်းရေးနဲ့တည်ငင်ရေးရဲ့ရေးပါတဲ့မာဘျူဟာမိဘနိုင်ငံ ဖြစ်တယ်ဆိုတာကိုထက်မှန်အတည်ပြုပေးလိုက်တာလည်းဖြစ်ပါတယ်။အော်တိုဝါလာ26ရက်နေ့မနက်ပိုင်းအာဆန်ထိပ်သီးအစည်းအဝေးတက်ဖို့တမလာဒေါ်နယ်ထရန့်လိုက်ပါလာတဲ့ Air Force 1လေယာဉ်ကြီး ကွာလာလန်ပူမြို့တော်သို့ဆက်ရောက်လာခြင်းဟာအာဆန်လက်ချောက်ကထတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဘရာဟင်နဲ့မလေးရှားနိုင်ငံတွဲအလွန်မျက်နာပွင့်တဲ့အချိန်ခါတမယဖြစ်ခဲ့ပါတယ် ရင်ကြီးပုံကနေတလန်းချင်းဆင်းလာတဲ့ဒေါ်နယ်ထရန့်ကိုဝန်ကြီးချုပ်ကိုယ်တိုင်လေကိုင်းရင်းမှာစောင့်ကြိုနှုတ်ဆက်ခဲ့ပါတယ်။ထရန့်က၎င်းကိုကြိုးဆိုတဲ့မလေးအကဖွဲ့နဲ့တူရုတ်တရက်စီးကျဲညီညီလိုက်ပါကခဲ့ရမှာဘေးမှာရပ်နေတဲ့အန်ဝါနဲ့မလေးရှားအစိုးရဖွဲ့ဝင်တွေအန်အောခဲ့ကြရပြီးထရန့်နဲ့တူအန်ဝါလည်းပျော်ရွှင်ခြင်းနဲ့စွာနဲ့လိုက်ပြီးကနေပုံကထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မရထွန်းဟာမလေးရှားမြေပေါ်ခြေချပြီးတာနဲ့အမေရိကန်ရဲ့အာဆီယံပေါ်နှွေးထွေးမှုကိုပြသလိုက်တာလည်းဖြစ်ပါတယ်။တမရထွန်းဟာ ရောက်ရောက်ချင်းထိုင်းကမ္ဘောဒီးယားနဲ့နိုင်ငံငင်းငင်းစာချုပ်လက်မဲ့ရေးထိုးပွဲခန်းနာသူဦးစွာတက်ရောက်ခဲ့ခြင်းအပြင်အမေရိကန်အာဆီယံဆက်ဆံရေးရဲ့ရေးပါမှုကိုပြသလိုက်ပြီးတော့အာဆီယံဟာမာမိတ်အမေရိကန်နဲ့ဝေးကွာခဲ့ပြီးတရုတ်နိုင်ငံရဲ့ဩဇာလောင်းရိပ်အောင်ပုံမှန်ချရောက်သွားခဲ့ပြီးဆိုတဲ့သုံးသပ်ချက်တွေကိုတည်ငှအတွင်ခြေဖြတ်လိုက်သလိုဖြစ်ခဲ့ပါတယ်။ တကယ်တော့ထွန့်ရဲ့ထွေးပွေယူရမှုကိုအာဆီယံခေါင်းဆောင်တွေမျှော်လင့်နေကြတာမဟုတ်ပါလားအမှန်တကယ်တော့ထိုင်းကမ္ဘောဒီးယားစီးရေးပဋိပက္ခကိုအာဆီယံအနေနဲ့မြင်းမြန်ဆန်ဆန်ကင်တွယ်နိုင်ခဲ့မှုမေဂန်လိုကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုကချက်ချင်းကြားဝင်ညှိနှိုင်းကူညီခဲ့မှုတွေဟာချုပ်ချံအာဏာပိုင်နိုင်ငံနှစ်ခုကြားဖြစ်ပွားတဲ့စစ်ရေးပဋိပက္ခကဒေတာရင်းငင်းချင်းကြီးနဲ့ကမ္ဘာ့ငင်းချင်းကြီးကိုတိုက်ရိုက်ကြိခိုက်စေတဲ့တွေနိုင်ငံတကာဥပဒေတွေအရဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ် ဒါဟာပြည်တွင်းရေးဖြစ်တတ်မှတ်ထားတဲ့မြမအရေးနဲ့အဓိကကြွားချချက်ဖြစ်ပါတယ်။အဲလိုနိုင်ငံနဲ့နိုင်ငံစစ်ဖြစ်ပါကနိုင်ငံတကာဥပဒေများရာဒေတာတွင်းနဲ့ကမ္ဘာငြိမ်းချမ်းရေးကိုထိခိုက်ပြပြားစေတယ်လို့သတ်မှတ်ထားတာကြောင့်အမေရိကန်သမ္မတထွန်းဟာအဲ့ဒီခွင့်ရေးကိုလင်မြန်မဲရယူခဲ့ပြီးကမ္ဘာငြိမ်းချမ်းရေးထိန်းသိမ်းမှုခေါင်းစဉ်အောက်ကနေ၎င်းရဲ့ဩဇာရှိန်ဝါကိုတုံးပြီးတော့ အာဆီယံဒေသတွင်းတည်ငြိမ်ရေးမှာမေဂန်ရဲ့ဩဇာအာဏာဘလောက်ကြီးမားတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ယူကရိန်း၊ရုရှားရင်းနဲ့အစ္စရေးဟာမက်စ်အရေးတွေလိုမေဂန်ရဲ့စစ်ရေးရာ ပါဝင်ပတ်သက်မှုထိအင်အားစိုက်ထုတ်ရခြင်းမရှိတဲ့ထိုင်းကမ္ဘောဒီးယားစစ်ရေးပဋိပက္ခဟာသမရထွန့်တွဲအလွယ်တကူရရှိခဲ့တဲ့ရလဒ်တစ်ခုဖြစ်ခဲ့ပြီးအာဆီယံဒေသတွင်းမှာဩဇာအရှိန်ဝါတိုးချဲ့တည်ဆောက်နေတဲ့တရုတ်အစိုးရနဲ့သမရရှီကျင်းပင်နောက်ကောက်ကျသွားတဲ့ဖြစ်ရလေဖြစ်ပါတယ်။ အမနောထိုင်းနဲ့ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခတင်းမာနေပြီးနှစ်ဖက်ပြန်လည်ပြစ်ခတ်တိုက်ခိုက်နေချိန်နဲ့တိုက်ဆိုင်စွာပဲဒီအစိုးရဟာအာဆီယံနိုင်ငံတွေထဲမှာ၎င်းရဲ့မာကန်မဟာမိတ်နိုင်ငံလို့သတ်မှတ်ထားတဲ့ကမ္ဘောဒီးယားနိုင်ငံကိုစစ်လက်နက်ပစ္စည်းတွေပေးပို့နေခဲ့တဲ့တဲ့ရင်ထွက်ပေါ်လာတာကြောင့်ဖြစ်ရှင်းနေခဲ့ရပါတယ်။နောက်ပိုင်းတရုတ်နိုင်ငံကြီးဝန်ကြီးဝန်ကြီးကဂျာဝင်စစ်ဆက်ပေးလို့ကြောင်းထုတ်ဖော်ကမ်းလှမ်းခဲ့ပေမဲ့ ပဋိပက္ခဖြစ်ပွားတဲ့နှစ်နိုင်ငံစလုံးကအမေရိကန်ရဲ့ဂျာဝင်မှုကိုသာလက်ခံကြိုးဆိုခဲ့ကြပါတယ်။အဲ့ဒီနှစ်နိုင်ငံရဲ့လက်တွေ့တန်တမာရေးအာကိုအားထားပြုမှုမှာတရုတ်ခေါင်းဆောင်တွေပေါ်ယုံကြည်မှုကအကန့်အသတ်ရှိနေတယ်ဆိုတာကိုမထင်မဖဲအထင်ရှားတွေ့မြင်ခဲ့ကြရပါတယ်။58ကြိမ်မြောက်အာဆင်ထိပ်သီးအစည်းအဝေးကိုထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးစာချုပ်လက်မှတ်ရေးထိုးပွဲခန်းနဲ့အရှိတီမောနိုင်ငံကိုအာဆင်ဖွဲ့ဝင်အသစ်ဖြစ်လက်ခံတဲ့ခန်းနာတွေကလွှမ်းခြုံထားခဲ့ပါတယ်။ ဒါကြောင့်လဲမြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မီးကို ဖြစ်ရှင်းနိုင်စွမ်းမရှိတဲ့မြန်နဗန်းမလာဖြစ်နေခဲ့တဲ့အာဆီယံခေါင်းဆောင်တွေကိုစိတ်သက်သာရာကြားစေခဲ့ပါတယ်မြန်မာပြည်မှာမြို့သားညီညွတ်ရေးအစိုးရအယူကြီးနဲ့မြန်မာပြည်သူတွေဘက်ကပုံမွင့်လင်းလင်းဒီဇိုင်းမမဲ့ထောက်ခံရည်တည်ခဲ့တဲ့အရှိတီမောနိုင်ငံရဲ့အာဆီယံဖွဲ့ဝင်ဖြစ်လာမှုဟာဘလို့အသေးပဲဆောင်းမလဲဆိုတာကစိတ်ဝင်စားစရာ ဖြစ်ပါတယ် အရှိဒီမောကိုဖွဲ့ဝင်နိုင်ငံဖြစ်လက်ခံမှုအစောပိုင်းမှာမြန်မာစစ်အုပ်စုကစန့်ကျင်ကန့်ကွက်ခဲ့ပါသေးတယ်။နောက်ပိုင်းမှာတော့အရှိဒီမောတန်ဖွဲ့နေပြည်တော်ထိသွားရောက်ညှိနှိုင်းခဲ့ပြီးတဲ့နောက်စစ်အုပ်စုကဒီမောမှာအန်ယူဂျီရုံးတွေဖွင့်လှစ်ခွင့်မပေးဖို့ကန့်ကွက်ခဲ့တဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့လည်းအရှိဒီမောနိုင်ငံကတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်သတင်းထုတ်ပြန်ခဲ့တာမရှိပါဘူး။တနည်းတခြားဘုံဘုံပြင်းထန်လာတဲ့အဖွဲ့ဝင်မြန်မာနိုင်ငံရဲ့ ြည်ရင်းစင်မီခြုံငင်းရေးတွေအာဆီယံသင်းကြီးနေနဲ့ဘာမှမတက်နိုင်ဖြစ်နေရတာဟာဆီယနာသိမ့်ပြီးကလေးကယနေ့ထိတိုင်ဖြစ်ပါတယ်2021ခုနှစ်အေဗီလ24ရက်နေ့မှာဂျကာတာမြို့အာဆီယံတွင်းရေးမှုချုပ်ရုံးသူအာနာသိန်းစစ်ကောင်းဆောင်မင်းအွန်လိုင်းကိုခေါ်ယူပြီးအာဆီယံခေါင်းဆောင်တွေအထူးစည်းဝေးကနေချမှတ်ခဲ့တဲ့တူညီဆန္ဒ9ရက်ကိုကောင်းထယ်ဖို့ကြိုးပမ်းခဲ့ပြီးနောက်ပိုင်းအာဆီယံဟာမြမအရေးကိုရှေ့တိုးဖြည့်ရှင်းနိုင်စွမ်းမရှိခဲ့ပါဘူး အဖွဲ့ဝင်နိုင်ငံတွေရဲ့ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်အရက်ဘက်ဖွဲ့စည်းတွေရဲ့ဝေဖန်ပြစ်တင်မှုတွေကိုပဲထက်တိုးပြင်ဆင်နေရပါတယ်။အာဆီယံအသင်းကြီးကိုစတင်ထူထောင်ခဲ့တဲ့နိုင်ငံတွေဖြစ်တဲ့တွေအသင်းကြီးတွင်းမှာဩဇာရှိန်ဝါကြီးမားတယ်လို့သိမှတ်ပြုခံထားရတဲ့အင်ဒိုနီးရှားနိုင်ငံရဲ့အာဆီယံလက်ချားဥက္ကဋ္ဌတာဝန်ရယူခဲ့တဲ့2023ခုနှစ်ကမြမရေးကိုဖြေရှာနိုင်မှု တက်ကြွစွာကြိုးပမ်းဆောင်ရွက်ခဲ့မှုပါတယ်။ အခုတပံ2025ခုနှစ်လက်ချာဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားနိုင်ငံဟာထပ်မံကြိုးပမ်းအပြေရှာခဲ့တာဟာတနစ်တာတာဝန်ကုန်ဆုံးချိန်ရောက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့လည်းဘာမှထူးခြားမလာခဲ့ပါဘူး။ဘုံသဘောတူညီချက်၅ချက်ကောင်းထဲမဖော်နိုင်မှုပေါ်အာဆင်ကောင်းဆောင်တွေပြန်လည်သုံးသပ်ပြီးဘုံမူထျောက်တဲ့နီလန်သစ်တွေ ရှာဖွေနိုင်မှုတွေစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖိအားပေးဖို့စစ်ကော်မရှင်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကိုအာဆီယံလက်မခံရေးတွေ ပြက်သားတဲ့ရက်တီချက်ချမှတ်သွားဖို့ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာတောင်းဆိုမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့လည်းအာဆင်ကောင်းဆောင်တွေဟာတူညီဆန္ဒ၅ချက်ကိုဆက်လက်ကင်ဆွဲထားပေမဲ့လည်းစစ်ကောင်းဆောင်မင်းအွန်လိုင်းလိုင်းနာလာစီမဲ့နီလန်သစ်တွေရှာဖွေနိုင်ခြင်းမရှိခဲ့ပါဘူး။အာဆင်ကောင်းဆောင်တွေရဲ့တူညီဆန္ဒ၅ချက်ပေါ်ပြန်လည်သုံးသပ်ချက်၅ချက်နဲ့ဆုံးဖြတ်ချက်၃ချက်ကိုအော်တိုဘာလ26ရက်နေ့ထိပ်သီးအစည်းအဝေးပြီးမှထုတ်ပြန်ကြေညာခဲ့ပါတယ်။ အာဆီယံလက်ချောက်ကထမလေးရှားလက်ထက်မြမရေထုတ်ပြန်ချက်တွေမှာချိန်ချင်းသုံးဆွဲလာတဲ့အုံလုံးကတော့မြမပိုင်ဆိုင်ပြီးမြမဥဆောင်သောမြမအုံထံမြမလက်ဆိုတဲ့အုံလုံးပဲဖြစ်ပါတယ်အခုနောက်ဆုံးချိန်အာဆီယံခေါင်းဆောင်တွေရဲ့တူညီဆန္ဒ၅ရက်ကိုပြန်လည်သုံးသပ်မှုထုတ်ပြန်ချက်မှာအဲ့ဒီအုံလုံးကို၅ချိန်သုံးဆွဲထားတာကိုလေ့လာတွေ့ရှိရပြီးဒါဟာမှုမဲ့မဲ့သုံးဆွဲထားတာမျိုးမဟုတ်ပါဘူး မြန်မာပြည်တွင်းစစ်ချုပ်ငြိမ်းရေးဟာကိုပြက်တနာကိုရှင်းရမှာဖြစ်ပြီးအာဆီယံအနေနဲ့ဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကိုကြားဝင်ဆွတ်ဖက်မှာမဟုတ်ဆိုတဲ့ယက်တီချက်ကိုသတင်းစကားထက်ထက်ခါခါပန်းနေတာဖြစ်တယ်လို့နားလည်နိုင်ပါလေအာဆီယံရဲ့အရင်ယက်တီချက်တွေတိုင်းမြန်မာနိုင်ငံကိုမြန်မာနိုင်ငံရဲ့တည်ဝင်နိုင်ငံအကြီးအကဲဖြစ်အသိမဲ့မပြုတ်ပဲအာဆီယံထိပ်သီးအစည်းအဝေးတွေကိုတက်ရောက်ခွင့်တားမြစ်ပိတ်ပင်ထားတဲ့ဆုံးဖြတ်ချက်ဆက်လက်ကင်ဆွဲထားတာကိုပဲတွေ့မြင်ခဲ့ရပါတယ် အဲ့ဒီဆုံးဖြတ်ချက်ဟာကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်ဥကြုံမိုးထွန်းကိုသာလက်ခံနေစစ်ကောင်းဆောင်ခန့်တဲ့သူကိုလက်မခံအတိမတ်မပြုဆိုတဲ့ယက်တီချက်နဲ့ထက်တူယက်တီနေတာဖြစ်ပါလေမင်းအောင်လိုက်စီစဉ်နေတဲ့ရုပ်ကောက်ပွဲကို ပြက်ပြက်သားသားဆန့်ကျင်မှုကနိုင်ငံတနိုင်ငံရဲ့ပြည်ရင်းကိုဝင်ရောက်မဆုတ်ဖက်ရဆိုတဲ့အာဆီယံခြေကံမှုကိုဖောက်ဖျက်ရာရောက်မှာဆိုတဲ့တွေအာဆီယံခေါင်းဆောင်တွေဟာဘုံသဘောတူညီချက်၅ချက်ရဲ့အရေးကြီးဆုံးနှစ်ချက်ဖြစ်တဲ့ အကြံဖတ်မှုတွေရက်တန့်ရေးနဲ့အားလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးရေးကိုရွက်ောက်ပွဲတွေမကျင်းပခင်မဖြစ်မနေလှုပ်ဆောင်ရမယ်လို့သာဆုံးဖြတ်ခဲ့ကြပါတယ်58ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖြစ်စဉ်တွေကနေခြုံငုံလေ့လာသုံးသပ်မိတာကတော့ပြည်တွင်းလန်နက်ကိုင်ပဋိပက္ခတွေမှာနိုင်ငံများစုက ကိုယ်တိုင်ကိုကြချားဝင်ကူညီဖြည့်ရှင်းကြခြင်းမပြုကြဘဲခေါင်းဆောင်တက်ကြပါလေကိုယ်အိမ်ပေးလောင်းနေတဲ့မီကိုစီကူးဆက်မလာရေးဟန့်တားဖို့လိုအပ်မှသာ ဂျားဝင်တက်ကြပါလေမြန်မာပြည်နာကိုတရုတ်နိုင်ငံကဂျားဝင်ဆွတ်ဖက်နေတာဟာထုံနီး၎င်းဖြစ်ပါလေဒါကြောင့်မေမြန်မာရေးဟာလက်ရှိချိန်နေသည့်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအောက်မှာကြာကြောင်နေစေဖြစ်တာကိုလုံးသက်တွေ့ရှိရပါတယ်ခင်ဗျာ